မနက်စံကိုနေချီဝါကျွန်တော်ကတော့ Landmark Japanese Language Center မှာဂျပန်စာသင်ကြားပေးနေတဲ့အင်ဆက်ဆက်ပဲဖြစ်ပါတယ်။ဒီနေ့ဆက်ဆက်ကမနက်စံတို့ကိုဂျပန်မှာရှိတဲ့ရွာလေးတရွာအကြောင်းကိုပို့သူတာနေနဲ့ sharing လုပ်ပေးချင်ပါတယ်။ဒီရွာလေးရဲ့နာမည်ကပါလဲဆိုရင်တော့ရှီရာကာဝါကိုပဲဖြစ်ပါတယ်။ရှီရာကာဝါကိုဆိုရင်ရွာလေးကတော့နှစ်ပေါင်း150တတန်းရှိပြီးတော့မှတပတ်ငွေနဲ့စီးရင်ဝင်လာတဲ့ရွာလေးတရွာပဲဖြစ်ပါတယ်။ဒီအရင်းရဲ့ထူးခြားချက်ကဘာလဲဆိုရင်ဒီခေါင်းလေးတွေကိုဒီလိုမျိုးလက်ကွာပုံစံနဲ့လေးတိစောက်ထားရပဲဖြစ်ပါတယ် ဒီလဘွားဘုဒ္ဓရဲ့ဒီစားထားတဲ့အင်္ဂလိပ်တွေပါဆိုရင်တော့တံပိုတခြားမှမသုံးထားပဲနဲ့ကစားလေးနဲ့ပဲဒီစားထားပဲဖြစ်ပါတယ်။ဘာလို့အဲ့လိုဒီစားထားရလဲဆိုတော့နင်းအများကြီးကြားတဲ့အခါမှာအင်ခေါင်မိုးတွေမပြည့်စုံသွားပြအောင်လို့နင်းတွေကိုအဲအလွယ်တကူရှော့ကြစီဖို့အတွက်အဲ့လိုမျိုးလဘွားဘုဒ္ဓနဲ့ဒီစားထားပဲဖြစ်ပါတယ်။ပြီးရင်ဒါအပြင်အင်္ဂလိပ်ရဲ့ဒီတင်ပေါက်တွေကိုလည်းလေးခွေရာဘက်မှာဖောက်ပြီးတော့မှထားလိမ့်ရှိပါတယ်။ဒီတော့ဘောကိုယ်စေရွာလေးကမြဲတဲ့အင်းနေရာဖြစ်တဲ့အတွက်ဒီ ဆောင်းနေတဲ့အခါပါဆိုရင်လွေတဲ့ရအောင်လို့သူကဒီကွယ်ဘက်မှာဘေးပေါက်လေးကိုထောက်ပေးထားမယ်ဖြစ်ပါတယ်။ဒါပြင်ရှီယာမောကကိုယ့်ရဲ့အဓိကစီပွားရေးကတော့ပိုးမွေးမြူရေးပဲဖြစ်ပါတယ်။ဘယ်လိုမျိုးပိုးမွေးမြူကြလဲဆိုရင်လက်ပွားပုံစံအိမ်ခေါင်းမိုးရှိတဲ့အိမ်လေးတွေမှာဆိုတော့နှစ်ခက်ရှိပါတယ်။ပထမတက်ဆိုတာကမြေကြီးတဲ့ပုံစံနဲ့အပေါ်ကထက်မှာသူတို့ကပိုးမွေးမြူကြပါတယ်။ပုံမွေးမြူပြီးတော့သူတို့ကအကတည်းကစီပွားရေးရှာကြရပါတော့။ဒါအပြင်သူတို့ကပုံမွေးမြူရတယ်မကဘဲနဲ့သူရဲ့အောက်ကညီညီထဲမှာဆိုရင်တော့ရှမ်းမုံတွေထုတ်ပြီးတော့မှစီပွားဆောင်ရွက်ရှိကြပါတယ်။ ရောဟာ90ရွာလေးကအပင်မှာတောင်နေပပတ်လဲဝင်ရနေရဖြစ်တဲ့တကြောင်လို့ယထာလန်ဖောက်လို့မရပါဘူး။ဒါကြောင့်မို့ယထာနဲ့သွားလို့မရပါဘူး။ဒါပေမဲ့ကားလန်တော့ပေါက်ပါတယ်။ကားလန်ပေါက်တဲ့မင်းသားဆန်တော်ကဒီကိုအရှိတာကောက90ရွာလေးကိုဘတ်စကန်နဲ့သွားလို့ရပါတယ်။ရှမ်းဘောကိုရဲ့နောက်ထပ်ထူးခြားချက်ကတော့မိနာဆန်တို့စားဖို့မှမဟုတ်တဲ့ဘောဝန်တာဟော့ပေါ့ရတာဖြစ်ပါတယ်။ဒီဘောဝန်တာကတော့ဆက်ဆက်လေးမစားဘူးရတာဖြစ်တဲ့အတွက်ကျွန်မတို့မြင်ရင်တော့ဆက်စားကြည့်ဖို့အတွက်ဆက်လေးယူရထားပါတယ်။ဒါအပြင်ဟိုဆယ်လာပိုင်း၁၄ရက်နဲ့ဆယ်လာပိုင်း၁၉ရက်နေ့ထိကိုကျင်းပတဲ့ ်ပွဲတွေရှိပါတယ်အဲ့ဒီပွဲရဲ့နာမည်ကတော့ဒုခုလိုခုဆိုတဲ့ mastery ပဲဖြစ်ပါတယ်ဒုခုလိုခုမှာဆွေးနွေးမှာကမင်းဆန်တို့နဲ့ရင်းနှီးမြှုပ်ဖြစ်တဲ့ဒီတူနီယာအကပေါ့နော်တူနီယာအကနဲ့လာတဲ့တူတဲ့ဒီအယုတ်တင်နဲ့ကတဲ့ပွဲတော်ပဲဖြစ်ပါတယ်ဒီလိုမျိုးပွဲတော်ကိုသူတို့ကညလုံးပေါက်ကပြပါမနက်၄နာရီဒါမှမဟုတ်လေတစ်ခါကြရင်နေရောင်းထွက်တဲ့အထိသူတို့ကကျင်းပကြပါတယ်နော်တကယ်ကိုပြောဖို့ကောင်းလို့ဆိုတဲ့ရာထင်ပါတယ်ပြီးတော့ ဒီရှီယာဘောကိုဆိုတာကတခြားရာတွေနဲ့မတူဘဲနဲ့အစအုံလေးတွေရှိပြီးရပြီးရင်လည်းရှားပါလာတဲ့ဒီဝုံဝံအသားတွေလည်းစားရမယ်ပြီးနောက်တစ်ခုကကျတော့ကိုမွေးမြူလည်းနေနိုင်တယ်မှာဖြစ်တဲ့အတွက်မင်းသားဆန်တို့ကိုဒီဂျပန်ရောက်တဲ့အခါမှာရှီယာဘောကကိုဆယ်ရွာလေးကိုတွားရောက်ပြီးတော့လေပဲစီချင်ပါတယ်ဟုတ်နောက်မှလည်းဂျပန်သာတဲ့အကျိုးရှိမယ်ဒီလိုမျိုးဘူးသူသားအကြောင်းအရာလေးတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက် page ကို like နဲ့ follow လေးလုပ်ပေးထားကြပါဦးအလုံးစုံကြီးကြပါတယ်နောက်မှလည်းကြပါမယ်